ဆယ်လပိုင်းထဲမှာကံကောင်းဆုံးနေပါလို့ပြောမယ်ဆိုရင်တော့တနင်္ဂနွေတွေကကံကောင်းဆုံးလို့ပြောရရတယ်ဗျပြီးတော့အဲ့ရရဲ့နောက်မှာလိုက်နေတဲ့ကံကောင်းတဲ့သူတွေကတော့စနေသားသမီးတွေပဲနော်ပြီးရခါကျတော့ဒီအသင့်တွေထဲမှာပါနေရတော့တောက်ကြ ပြီးရခါမှာတနင်းနာပြီးတော့အင်္ဂါ န်ဆိုးနေတာကကျွန်တော်ကြတာရေးနဲ့ဗုဒ္ဓဟူးနေ့ကတော့တော်တော်ကိုကန်ဆိုးနေရလို့ပြောလို့ရတယ်။နော်ကန်ကြောင်းလေးရနေနဲ့ပြောရမယ်ဆိုရင်အဲ့တော့ဘာလဲဆိုတော့တနည်းဝိသာသမီတွေကဘာတွေကန်ကောင်းလဲဆိုတော့ကာလမှာဘာလို့လို့ OK တယ်။ကြီးပွားရေးလုပ်မလား။ဘာလုပ်မလဲ။အကုန် OK တယ်။အကုန်အဆင်ပြေတယ်။ဘာပြဿနာမှမရှိဘူး။အဲ့ချက်ကတော်တော်ကိုကောင်းနေတာသူတို့တက်ကကြတော့အဓိကကဘာလဲဆိုတော့ ကြီးပွားရေးပဲလို့လို့လူမွေးပဲလို့လို့ဘာကိစ္စပဲလို့လို့တတိယသမီးများတို့ကလောက်ချင်စိတ်လေးရှိရင်ရပြီအောင်မိမိသားမှတ်လိုက်တော့အဲ့လိုမျိုးပြောလို့ရတယ်အေးစနေစနေသားမီးများအနေနဲ့ကကြတော့ဘလို့ကံကောင်းတာလဲဆိုတော့သူကကြတော့အရင်တော့ရက်တန့်နေခဲ့တဲ့အရာတွေဆိုတော့လုံးပဲလုံးမယ်လုံးမယ်လုံးမယ်ဆိုပြီးတွေးနေတဲ့အရာအကုန်လုံးကဒီလာထဲမှာလာပြီးအုံနဲ့တိုင်းနဲ့ဖြစ်သွားမယ်။ဘာလုံးမလဲ၊ကုညီပေးမယ်၊ဘာလုံးချက်လဲ ဆောင်ရွက်ပေးမယ်ဟဲ့အဲ့လိုလူမျိုးတွေကတော့ဒီကာလမှာပေါ်ကူပေါ်လာမှာစီးပွားရေးကော်လာကောင်းလူမှုရေးတော်လာကောင်းမှာပေါ်ကူပေါ်လာမှာအဲ့တော့ဟာโอเคလို့ပြောရရတယ်ခြုံပြီးပြောတာနော်စီးပွားရေးလူမှုရေးနဲ့ခြုံပြီးပြောတာဒီနေ့မှခြေရေးတွေပါမပါဘူးနော်အဲ့လိုမျိုးပြောလို့ရတယ်အဲနောက်တစ်ချက်ကြတော့ဗာလဲဆိုတော့ဒီကိုဘာလို့လို့ ready ရှိနေမဲ့သူတွေ ready အစင်သစ်ကူညီပေးမဲ့သူတွေရှိနေတယ်စနေသားသမီးတွေကအဲ့တော့ကြိုက်တာလို့ ခုတော့ရှိရပါဘူးကိုဘေးနားမှာဘန်ကောင်မတောင်းတာဖြစ်စေတောင်းတော့မတောင်းတော့ဗျာကိုတကယ်လုံရင်ကူညီမဲ့သူတွေရှိလာတော့လေဘေးနားနဲ့နဲ့စောင်းမိကြည့်လိုက်တရောက်လောက်ရှိနေကုန်လှုပ်လို့ရနေပြီလို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့အကောင်းဆုံးဖြစ်အောင်လုပ်လို့ရတယ်ပြောလို့ရတယ်အဲ့တော့အသင့်တွေထဲမှာရှိနေရတော့တောက်ကြပဲတောက်ကြသားသမီးတွေကကျတော့ဘာဖြစ်နေရလဲဆိုတော့သူတို့ကကျတော့ပုံနေမြဲကြားနေမြဲဆိုတဲ့အတိုင်းနေပဲအရင်လတွေမှာ ရှိနေတဲ့ကံကောင်းခြင်းတွေကလက်ဆင့်ကမ်းလာတယ်။တော်တော်အရင်ကနေမှလည်းကန်ဆိုးတာတွေလည်းရှိမယ်။အဆင်ပြေရလည်းရှိမယ်။ဒါပေမဲ့အဆင်ပြေပြရတွေကနည်းလာပြီးတော့ကံကောင်းနေပါသေးတယ်ဆိုတဲ့အရာလေးတွေကအားကောင်းလာတယ်ဆိုတဲ့ပုံစံမျိုး။အဲ့တော့ဒီလာထဲမှာပတ်သက်တဲ့မိများအနေနဲ့ကဟိုဘယ်လိုဘယ်လိုဖြစ်နေလဲဆိုတော့ဟို Valentine ညီထိန်းထားနိုင်တော့ဘာပြတ်နာမှမရှိဘူး။ကံလည်းအကြီးကျယ်မဆိုးဘူး။ကိုကလည်းအကြီးကျယ်မကောင်းနေဘူးအဲ့တော့တင့်တင့်ဆိုတဲ့အထဲမှာထိစီရရင်ထည့်ထားတာဖြစ်တယ်။အဲ့ အဲ့ဒါပြီးတဲ့အခါမှာတနင်းနာတနင်းနာသားသမီးညကြတော့ဘလို့အတင့်တဲ့ကံကောင်းနေရလဲဆိုတော့တနင်းနာသားသမီးညကြတော့ကံဆိုးနေရလားဆိုလဲမဟုတ်ဘူးကံကောင်းနေရလားဆိုလဲမဟုတ်ဘူးတော့ကြပါတော့သူတို့စ조사အားထုတ်တမျဒီကာလမှာအစီအမေပဲဆိုတော့ဟိုတနင်းခွေသားသမီးများဗျာတရာတရာလုံးရင်သားပါတော့60လောက်ရနေတယ်ဆိုတဲ့အချိန်မှာတနင်းနာသားသမီးများအနေနဲ့ကတော့တရာလုံးမယ်ဆိုရင်တော့60 50လောက်ရနေတယ်စိုးတာကိုပြောလို့ရတယ်အဲ့လိုအခြေအနေမျိုးမှာပါတယ်အဲ့တော့နောက်ဖြစ်ကြတော့ပါလဲဆိုတော့ဒီကာလမှာပို့ပို့ပြီးတည်မြဲနိုင်မယ်ဆိုတဲ့ကိစ္စမှမြန်အောင်ကိုလုပ်ပြီးဟာတတိယသမီးများလည်း okay ပါပဲတခုတော့ရှိတယ်ဟိုဘာလို့ရမလဲဆိုပြီးဖြာများနေတော့အဲ့တတိယသမီးများကြောင်ပြောက်သွားလိမ့်မယ်ဖြာများနေလို့မရဘူးတခုတခုအเจ้าကတခုတည်းကိုအเจ้าကတခုတည်းအလောက်တခုဆိုအလောက်တခုတည်းကိုတော့စိတ်ကူးဆိုစိတ်ကူးတခုတည်းကိုပဲဥတီပြီးတော့သွားထားရင်တတိယညာတွေကညာခံလုံးတွေပို့တိုးလာမှရှိတယ် ။နောက်ပြီးရဲ့ခါကျတော့နောက်တဲ့အသင့်တဲ့ကံကောင်းနေရတော့အင်္ကာပဲ။အင်္ကာတွေကဘလို့ကံကောင်းနေရလဲလို့ပြောရင်တတိကတော့သူတို့မှာကဘာလုံးလုံးကိုလို့ရှိပါတယ်ဖေးလို့ရှိပါတယ်မေးလို့ရှိပါတယ်အဖွားလို့ရှိပါတယ်ဘာလို့ရှိပါတယ်ညာလို့ရှိပါတယ်ဆိုတဲ့ဟာတွေကဒီကာလမှာပုံများလာတယ်ဘာလို့လဲဒီကာလမှာအချက်ခံရတယ်လို့ပြောလို့ရတာနော်အင်္ကာသတိမိတွေကအချက်ခံရခြင်းရနေပြီးတော့မှသူ့အတူကံကောင်းတာလေးတွေအများကြီးဖြစ်လာတာ ချစ်ခံတာများတယ်လေကံကောင်းလာကံကောင်းလာနေပုံများတာလေပေါ့ချစ်ခံတာနဲ့နေတော့ကံကောင်းလာတွေနေလာမှာပေါ့အဲ့လိုမျိုးတော့ရှိတယ်တဘောတော့ဘယ်လိုခေါ်လဲဆိုတော့ကိုဘာလုံးလို့နမထောင်ပေးနိုင်မဲ့ထောက်ခံပေးမဲ့သူတွေရှိနေတယ်ရှိတဲ့ကြောင့်မလို့အဲ့ထောက်ခံပေးတဲ့သူရှိနေတယ်အာဒီကာလမှာဒီဆေးလာဘက်မှာအရန်များတယ်လို့ပြောချင်တာအရန်များနေတာပေါ့အဲ့များနေတဲ့အခွင့်အရေးကိုတုံးချပြီးလုံးရရှိရလို့ဗျာဂျုံမဲ့ပြပြမှောက်ပဲခုံကုန်မှာပဲလို့လို့အနောက်ကနေလိုက်ဆွဲမဲ့သူတွေကိုရှိတယ်အဲ့လိုရှိနေတဲ့သူလုံးရရှိရလို့စဉ်းပြေအင်းဒီနေ့မှာညံ့ရတယ်ဆိုတဲ့ထဲမှာ ကြတာလေးကိုထိတ်ဆုံးနဲ့ကိုထည့်ထားတာဘာကြောင့်ညံ့တာပြောမှာဆိုရင်တော့ဒီကြတာပရိကဘာကြောင့်အမြန်ဆုံးနဲ့မှဖြစ်နေရလဲဆိုတော့ကြတာပရိကကြတော့သူတို့လုံးတမြအားလုံးကဂျိုးတို့မောက်ကိုဖြစ်တာပဲစဉ်းစားလိုက်တဲ့အရာမမြအားလုံးဂျိုးတို့မောက်ကိုဖြစ်တယ်ဟာဒါကြီးလုံးမယ်လို့တွေးထားတဲ့မှန်မြအားလုံးကပြတ်သွားတယ်နောက်လောက်ကိုရွှေ့သွားတာနောက်၁၇လပိုင်းကိုရွှေ့သွားတာ၁၇လပိုင်းကိုရွှေ့သွားနောက်နှစ်ရက်ရောက်သွားတာမျိုး ိုတွေးရတဲ့အရာအလောအကုန်စိမ်ပြီးနေရအကုန် okay နေရပဲဒီလာတဲ့ရောင်ရောက်ကောအကုန်ကကျွန်တော်မောက်ကုန်နေဖြစ်ကုန်ချုပ်ထွေးကုန်နေနောက်ရက်တွေဖြစ်ကုန်နေအားတရားရောက်ကိုယ့်ရဲ့အခွင့်အရေးကိုလူယူရတဲ့ကိုရပြီကိုရသိမ့်တိုက်တိုက်တဲ့အရာတွေကိုတယ်သွားတယ်အာအဲ့လိုမျိုးတွေဖြစ်တတ်တယ်ဒီလာထဲမှာအော်ဒီလာထဲမှာတော့ကြောက်စီးပွားရေးအသစ်တွေပါလို့မလုပ်သွင်းဘူးအလိန်ခံတတ်တယ်အဲကြောင့်မလုပ်သွင်းဘူးအဲ့တော့ဟိုအစိမ်းမပြေဘူးလားအစိမ်းမပြေဆိုအစိမ်းမပြေတဲ့နေရာမှာပဲဆက်နေနေတိုးမလာနဲ့ နောက်လည်းမဆုတ်သွားနဲ့အဲ့ဒါဆိုပြက်တာမရှိဘူးအေးအစီမပြေလို့ဆိုပြီးတော့တုံးထုတ်လိုက်ရင်တုံးထုတ်တဲ့နေရာကကိုယ်ကြောက်သေးကြောက်လို့နေပါတိဖြစ်သွားတိုင်းနဲ့ကန်ဆိုးရင်ကြောက်သေးပါလုံးဝဥတုံကြာသွားနိုင်တယ်ထင်မှာပါတယ်အကြောင်းစတာပရီကိုကန်ညံ့တယ်လို့ကျွန်တော်နေနဲ့ပြောချင်တာဗုဒ္ဓဦးသာသမိယာကြတော့ဘလို့ကန်ညံ့တာလဲဆိုတော့အဓိကကြတော့ဗုဒ္ဓဦးသာသမိယာအရင်ညံ့နေရတာဆိုလဲမဟုတ်ဘူးဒါပေမဲ့သူကဘာလဲဆိုတော့ သူရှောက်လိုက်တဲ့နေရာသူထိုင်လိုက်တဲ့နေရာသူရောက်သွားတဲ့နေရာအလုံးကကံညက်နေတဲ့နေရာကိုရောက်သွားတာဆိုတော့သူကသူ့ရဲ့ပတ်ဝန်းကျင်မှာရှိတယ်သူတို့ကကံညက်နေတဲ့ဖုံးကံနေနေတဲ့အာဒုက္ခရောက်မယ်အဲဒုက္ခရောက်မဲ့သူတွေနဲ့သွားပေါင်းပြီးရဒုက္ခရောက်မဲ့သူတွေအားလုံးနဲ့သွားပြီးတော့ဟိုသူတပွဲတုံးနဲ့ထိုင်မိတာမျိုးလို့စော်ရရဗျာဒီထရိုထရိုရာဥမာဟိုတခုခုဗျာဟိုတဲအောင်မတိအောင်လုပ်နေတာအကောင်အဲ့လူနဲ့သွားတွေ့ကြမှာ ဟိုတိသွားတာမျိုးတော့ဥပမာသာတမိစာမတိအောင်ခိုးလုံးနေရကောင်အဲအဲ့အကောင်နဲ့သွားသွားမိမှာမအဲ့လူနဲ့သွားပြီးတော့မှတမိစာရှိဓာတ်ရိုက်တရင်ပေါက်ကြားပြီးတော့ဓာတ်ရိုက်ရောက်သွားပြီးတော့အဲ့ဒါကိုကအကျိတ်ခံရောပြီးတော့ဆိုတဲ့ပုံစံမျိုးအဲ့တော့ဘာလဲဆိုတော့ဒီကာလမှာလူတွေကြောင့်လူတွေမရှိမဲ့နေလို့လည်းမရအဲ့လူတွေကြောင့်ပဲကိုကရှုပ်ရှက်ရှုပ်ရှက်ခတ်တော့အခြေအနေတစ်ခုစီကိုရောက်သွားတာမျိုးရှိရယ်နော်အဲ့တော့ဒါဆယ်လာပိုင်းရဲ့ခုနှစ်နှစ်ရင်သားဒီရဲ့အခြေအနေပဲအဲ့တော့ လို့ဖြစ်လဲဆိုတော့ကံကောင်းဆုံးသူမှာလဲကံဆုံးဆုံးကိစ္စကြီးလဲရှိလာနိုင်တယ်ကံဆုံးဆုံးသူမှာလဲကံကောင်းဆုံးကိစ္စကြီးလဲရှိလာနိုင်တယ်အဲ့တော့ပြောရဘလို့ခေါ်လဲဆိုတော့လူတိုင်းလဲကံဆုံးနေရမဟုတ်ဘူးဆိုတာလဲပြောချင်တယ်လူတိုင်းလဲအရင်ကံကောင်းနေရမျိုးမဟုတ်ဘူးဒါပေမဲ့သူ့အကြောင်းအရာကံကောင်းနေပါတယ်ဆိုပြီးတော့တို့တို့ထိုင်နေတဲ့သူကလဲဘာမှဖြစ်လာမှာမဟုတ်ဘူးကံဆုံးနေရဆိုပြီးတော့မှားမပြေဘူးဆိုရင်လဲအမှန်ဖြစ်လာမှာမဟုတ်ဘူးပေါ့အဲ့တော့ကံကောင်းနေဆိုတဲ့ဟာကိုကြည့်ပြီးတော့ကိုကံကောင်းတဲ့အရာလေးတွေကိုမတီးပြီးတော့ ကောင်းဖြစ်အောင်လုပ်ကြကန်ဆိုးနေရတဲ့သူတွေအားလုံးကလည်းစိုးနေတဲ့ဟာတွေအကြောင်းအရာလေးတွေကိုတရိထားရှင်စင်ကျင်ရှောင်ကျင်ပြီးတော့ကိုယ့်အတွက်ကောင်းမယ်ဆိုတဲ့လမ်းကြောင်းတစ်ခုကိုဖောက်မယ်ဆိုရင်တော့ကိုယ့်အတွက်အကောင်းဆုံးနေပြီဖြစ်လာနိုင်ဖို့ရှိတယ်အခြေအနေအနေနဲ့ဆိုရင်တော့ပြောရမယ်ဆိုရင်တော့အင်္ဂါသားသမီးများတော့အချက်ခံရတယ်အကောင်းဆုံးခံရတယ်ဒီမှာပါတယ်ဒုတိယထဲမှာဒုတိယထဲမှာပါနေတာကတော့อืมပြောရမယ်ဆိုရင်စနေလေးပေါ့စနေလေးကဒုတိယထဲမှာပါတယ် ဲ့တော့အချင်းနဲ့ပတ်သက်မေးတော့တော်တော်တက်ထပြောမယ်ကျွန်တော်ဒီဘာလဲဆိုမွေဝင်နဲ့တီးတန့်ကိစ္စကိုပဲကျွန်တော်အဓိကထားပြီးတော့ဗီဒီယိုလေးတစ်ပုဒ်လုပ်ထားတယ်အဲဗီဒီယိုလေးကိုလည်းသွားကြည့်ပြပါတော့ပြောချင်တယ်တင်ထားပါတယ်အားလုံးပဲအော်တိုဘာလာမှာပျော်ရှင်ကြည်နူးကြပါစေအားလုံးဝမ်းမြောက်ဝမ်းသာနဲ့ရှိကြပါစေ